အိန္ဒိယပလတ်ဝနယ်စပ်ဒေသမှာပြင်းထန်တဲ့ဝမ်ယောဂါအခြေအနေတွေကြောင်းအိန္ဒိယရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားရတယ်လို့သိရပါဗျ။အိန္ဒိယပလတ်ဝနယ်စပ်ဖြစ်တဲ့တွီဒန်၊ကာကီနဲ့လုံတင်ကျေးရွာတို့မှာနိုဝင်ဘာလအစောပိုင်းကတည်းကပြင်းထန်ဝမ်ပြက်ဝမ်လျှော်ယောဂါဖြစ်ပြီး အရက်သားတွေတေဆုံးမှုရှိခဲ့တာကြောင့်နယ်စပ်ကျေးရွာတွေကိုလော်ဒေါင်းချပြီးနယ်စပ်ဖြတ်တန်းသွားလာခွင့်ကိုပါပိတ်ပင်လိုက်တာဖြစ်ပါတယ်။ အစောပိုင်းမှာအိန္ဒိယအာနာပိုင်တွေကနိုဝင်ဘာလ12ရက်ကနေနိုဝင်ဘာလ20ရက်အထိတောလာခွင့်ပိတ်ထားရာကနေနိုဝင်ဘာလ24ရက်အထိတိုးမြင့်ပိတ်ပင်လိုက်တာဖြစ်ပြီးရခိုင်ကုန်သည်ယာနဲ့ချီပိတ်မိနေသလိုရခိုင်ဘက်မှလည်းကုန်စီပြတ်တောက်မှုတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ကုန်သည်တွေကပြောပါတယ်အရခတ်တတော်အေးထိမ့်ချုပ်ထားတဲ့ပလဝမျိုးနယ်မှာလည်းဝန်ရောဂါဖြစ်ပွားသူ 300ကျော်ရှိခဲ့တာကြောင့်အာရခကျမ်းမာရေးဌာနကအရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တွေ ရေးဆွဲပြီးကုသပေးနေရတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ဝမ်ရှော့ယောဂါဖြစ်ပွားနေသူ300ဝန်းကျင်ရှိနေပြီးအဲ့ဒီထဲကလူ30မှာအတွင်းလူနာအဖြစ်စေကုသမှုခံယူနေရတယ်လို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကျမ်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။အိန္ဒိယပလတ်ဝကုံသွယ်ရေးလမ်းကြောင်းဟာ ရခိုင်ပြည်တစ်ခုလုံးအတွက်အရေးပါတဲ့စားနပ်ရိက္ခာရရှိမှုလမ်းကြောင်းဖြစ်ပြီးရရှိပိတ်ဆို့ခံထားရတာကြောင့်ရခိုင်ဘက်မှကုန်စည်ပြတ်တောက်မှုတချို့ရှိလာနေတယ်လို့သိရပါတယ်။ရခိုင်ဒေသအတွင်းနှစ်ဖက်တိုက်ပွဲတွေစားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလဆန်းကလေးကပြည်မဘက်ကနေရခိုင်ပြည်နယ်အတွင်းကိုကုန်စီနဲ့စေဝါတည်ယူရေးလမ်းကြောင်းတွေအားလုံးကိုစစ်ကော်မရှင်က ဖျက်တောက်ပိတ်ဆို့ထားခဲ့တာကြောင့်ရခိုင်ဒေသခံတွေဟာအိန္ဒိယနိုင်ငံကနေကုန်စည်နဲ့စေဝါတွေကိုတင်သွင်းမိခိုနေခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာဝမ်ယောဂါကြောင့်နေဆက်ကုန်သွယ်လမ်းကြောင်းကိုလည်းယာယီပိတ်ထားရတဲ့အတွက်ဒေသတွင်းအခြေခံစားတောက်ကုန်အပါအဝင်စေဝါနဲ့ကုန်စည်ဈေးနှုန်းတွေဈေးတက်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။